အနာဂတ်နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေကိုလက်ဆင့်ကမ်းပေးရမှာပရိဒတ်လုပ်ငန်းတွေကိုဆောင်ရွက်နေတယ်လူငယ်တွေတဲကသာတကယ်စိတ်ချရပြီးလုံဆောင်နိုင်မဲ့သူတွေပေါ်ထွန်းလာမှာဖြစ်တယ်လို့လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ပြည်လဲနေရခြားသားရေးဝန်ကြီးဌာနပြည်တော်စုဝန်ကြီးဦးဝင်းမြတ်အေးကပြောကြားလိုက်ပါတယ်ဒီစင်မာစေရက်ကရန်ကုန်မြို့ပြည်သူ့ရင်ပြင်ဥဝိစာရာကွင်းမှာပြုလုပ်ခဲ့တဲ့အပီပီဆိုင်ရာစေတနာဝန်ထမ်းများနေ2016ခန်းနာမှာအခုလိုပြောကြားခဲ့တာဖြစ်ပါတယ် လူငယ်တွေပရာဟိတဘောစိတ်ဝင်စားတယ်ဆိုတာအမြဲတမ်းကောင်းတဲ့အချက်ဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့လူငယ်တွေမှာအခုကျွန်တော်တို့ဆိုရရလဲလူငယ်မူဝါဒဆိုတာကိုလူငယ်တွေကိုယ်တိုင်ရေးဆွဲပြီးတော့ပေါ်ဆောင်နေတာရှိပါတယ်။ အဲ့လူငယ်မူဝါဒမှာလေလူငယ်တွေကိုစနစ်တကျစုစည်းပြီးတော့တိုင်းပြည်အတွက်အကျိုးရှိအောင်ဘလို့လူငယ်တွေကနေပူးပေါင်းဆောင်ရွက်မလဲဆိုရဲကိစ္စကိုဥတီဆောင်ရွက်နေတာဖြစ်ပါတယ်ဒီပလာဟီတာလုပ်နေတဲ့ကိစ္စတွေမှာလေလူငယ်တွေဒီလိုမျိုးပါဝင်လာခြင်းဟာကျွန်တော်တို့အနာဂတ်နိုင်ငံအတွက်လူငယ်တွေဟာကျွန်တော်တို့ရဲ့အခုတောင်ဝင်တွေကိုလက်ဆင့်ကမ်းယူရမယ်သူတွေဖြစ်တဲ့အတွက်ကြောင့်တကယ်ပဲအနာဂတ်မြန်မာနိုင်ငံကောင်းအောင်ကောင်းကြောင်တိုးတက်ရတိုးတက်ကြောင်အတွက်ကိုတကယ်လက်ဆင့်ကမ်းယူဆောင်နိုင်တဲ့လူတွေစိတ်ချရတဲ့လူတွေလူငယ်တွေပေါ်ပေါက်လာမယ်လို့ကျွန်တော်လည်းယုံကြည်ပါတယ် အပြည်ပြည်ဆိုင်ရာစေတနာဝန်ထမ်းများနေမှာပရိဒါလူငယ်အဖွဲ့တွေတွေ့ဆုံခဲ့ကြပြီးပျော်ပျော်ပါပါဆွေးနွေးခဲ့ကြသလိုလွန်ခဲ့တဲ့နှစ်နှစ်တာကာလကရေဘေးကယ်ဆယ်ရေးလုပ်ငန်းတွေမှာပရိဒါလူငယ်တွေရဲ့စွာကိုမျက်မြင်ကိုတွေ့ကြုံခဲ့ရတယ်လို့ရန်ကုန်အခြေဆိုင်ပရိဒါလူငယ်များကွန်ရက်မှာကိုအောင်ချမ်းသာကပြောပါရတယ်။ တကယ်ပရိုက်တာဘိုင်းရဲ့အင်အားကိုကျွန်တော်တွေ့ခဲ့ရတာကတော့ပြီးခဲ့တဲ့ရေဘေးမှာပါပြီးခဲ့တဲ့ရေဘေးမှာကျွန်တော်အများကြီးတွေ့ခဲ့ရပါတယ်ရေဘေးမှာကျွန်တော်ဆိုလို့ရှိရင်ဘယ်ပရိုက်တာဘယ်ဘက်ကိုသွားနေပြီသူတို့ဆရာ information ကျွန်တော်တို့ပြန်ပေးတယ်ကျွန်တော်ဒီဘက်ကဘာကြီးလုပ်ရမလဲအဲ့လိုမျိုးပေါ့နော် information တွေအများကြီးကျွန်တော်ရရတယ်နောက်ပြီးတော့ချိတ်ဆက်ပြီးတော့ကျွန်တော်လုပ်တာကြီးအရန်ပုတ်အားကောင်းလာတယ်အဲ့တော့ကျွန်တော်ရဲ့စုစည်းရအမှတင်းတစ်ဖွဲ့နဲ့သွားလို့ရှိရင်ကျွန်တော်က အင်းအားနင်းနေတယ်အခုကကျွန်တော်ကလှူခဲ့တဲ့ဟာအကုန်လုံးဒီမှာရှိနေရဖြန့်ပြီးတော့လှူတဲ့အကြောင်းမို့ပို့ပြီးတော့ပို့ပြီးထိအောင်ပါတယ်အဲ့မှာကျွန်တော်အများကြီးတွေးခဲ့ရတယ်အခုရေပင်းနှစ်နှစ်ဖြစ်တယ်နှစ်နှစ်ဖြစ်ခဲ့တဲ့မှာကျွန်တော်ကအများကြီးကုနိုင်တယ်နိုင်ငံတော်တည်ဆောက်ရေးမှာလူငယ်တွေရဲ့အခက်ကဏဟာအလုံးမဲ့ရေးပါတယ်လို့မျိုးဆက်သစ်ပရိုက်တာလူငယ်တွေကိုချိုးဆိုပြီးလူငယ်တွေရဲ့စွာနဲ့တိုင်းပြည်ဖွံ့ဖြိုးဖို့လှုံ့ဆော်ရမှာဖြစ်တယ်လို့ပရိုက်တာအဖွဲ့အစည်းအချို့မှာလူငယ်တွေကသုံးသပ်ပြောကြပါဗျ။အားသာနေရပါတော့နော်အားသာနေရဆိုတော့အခုဒီမှာလည်းမြင်တဲ့အတိုင်းပဲပေါ့လေ ရိုက်တာဘွဲတွေကတနည်းတနည်းပို့ပြီးတော့များလာပါတယ်ဒါအမတို့ဆိုရင်တော့အမတို့ရွယ်ဆိုတော့အသက်ကြီးနေပြီမောင်းတဲ့ငယ်တဲ့ကလေးတွေ၁၆၁၈ကလေးတွေလည်းပေါင်းဝင်လာတာတွေ့ရတယ်တနိုင်တစ်ပိုင်းလေးပေါ့နော်အဲ့မှာတစ်ခုပါပဲစနေတကြလေးရှိဖို့နဲ့ရေရှင်ဒီအတင်းကိုပေါ့နော်ထိမ့်ထိမ့်သွားနိုင်ဖို့အဲ့လိုမျိုးတွေပဲဖြစ်ချင်ပါတယ်တကယ်တော့လူငယ်တွေကိုကျွန်တော်တို့ကြိုးလဲကြိုးဆိုကြပါတယ်လှုပ်လဲလှုပ်ဆိုကြပါတယ်ကြာကျွန်တော်တို့လူငယ်တွေရဲ့အင်အားကကျွန်တော်တို့ပရိုက်တာနယ်ပယ်မှာအင်မတန်လဲထိရောက်ပါတယ်အင်မတန်လဲလိုအပ်ပါတယ်ဟိုအနာဂတ်ကျွန်တော်တို့နိုင်ငံကိုကျွန်တော်တို့ဦးဆောင်တဲ့အချိန်မှာကျွန်တော်လူငယ်တွေကလည်း ိုအဓိကရေလိုချင်တယ်ပေါ့နော်အဲကြောင့်ဒီ writer နဲ့ပုံမှန်ဒါပြီးတော့အားလုံးကိုပူပေါင်းပြီးတော့လုပ်စီချင်ပါတယ်လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ပြည်လည်နေရာချထားရေးဝန်ကြီးဌာနအနေနဲ့သဘာဝဘေးအန္တရာယ်နဲ့ပတ်သက်တဲ့ကြိုတင်ကာကွယ်မှုတွေပြည်လည်ထူထောင်ရေးစီမံချက်တွေကိုထိထိရောက်ရောက်လုံဆောင်နိုင်မှုစီမံထားရှိသလိုရက်တရာစီမံချက်နဲ့ရက်တရာလုံး6လစီမံချက်တွေကိုလည်းဖော်ဆောင်ထားတယ်လို့သိရပါဗျ။ အပြည်ပြည်ဆိုင်ရာစစ်သနဝန်ထမ်းများနေ့ကိုပရိဒါဖွဲ့စည်းပေါင်း50ခန်းတက်ရောက်ခဲ့ပြီးပျော်ပွဲရွှေပွဲကျင်းပတာနဲ့ဇေယျပွဲတွေကိုပြုလုပ်ခဲ့သလိုကုလသမဂ္ဂထွေထွေတွေးရေးမှူးချုပ်မစ္စတာဘန်ကီမွန်ပေးပို့တဲ့တဝင်းလွာကိုလည်းဖတ်ကြားခဲ့ပါတယ်။ဒီသတင်းကိုဆာရွန်နျူးဗျူရိုကစာဝေးအောင်ကပေးပို့တာဖြစ်ပြီးကျမဤဖြိုးဝေဦးကတင်ဆက်ထားတာပါ။